ပြန်တိုးနေတခါမှသူတို့ဘဝမှာတခါမှမမြင်ဘူးတဲ့ခါကြအပြောင်းလဲလေးဖြစ်သွားပြီးတော့ပေါ့နော်ကိုဒီသမင်တိုးနဲ့လဲလိုက်တာပဲဆိုပြီးတော့အဲပြောကြတယ်အကြီးလေးကကြတော့သမင်အရှိလေးကိုပို့ကြိုက်တာပေါ့ဒါပဲအငယ်လေးကကြတော့အတူလေးကိုကြိုက်တယ်တယောက်တစ်မျိုးစီပေါ့အဲကြားရဲကြားရဲသူတို့ကအတူပြဲဝဲဝဲပါဝဲဝဲအဓိကကိုနဲ့လိုက်ဖို့ပေါ့နော်အဲ့ဒါမျိုးပဲသူတို့ကပြောပါတယ် ရိသတ်တွေကလည်းကြိုက်ကြရပေါ့မီလေးဆိုပြီးအတူနဲ့တစ်ခါမှသူတို့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့ခါကြအပြောင်းလဲလေးဖြစ်သွားပြီးတော့ပေါ့နော်ကိုယ်ဒီဆိုရင်အတူနဲ့လည်းလိုက်သားပဲဆိုပြီးတော့အဲပြောကြတဲ့အပေါ်မှာလည်းအများကိုချိန်နှမှုရှိပါတယ် အစစ်အစစ်အဓိကတော့မေလေးကစပင်ကလည်းအရှိတုံးကလည်းအစစ်ပဲပေါ့နော် extension ဆက်ထားတယ်။နောက် extension ကိုအရှိကိုဖြုတ်လိုက်တယ်။ကိုယ်စပင်ကပါတဲ့အတွက်ကြောင့်မလို့ extension ကိုဆက်ရတာပေါ့။ extension ကိုဖြုတ်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ငကိုစပင်ကိုလည်းအလိုညှက်ထုတ်လိုက်တယ်။ညှက်ထုတ်ပြီးတော့တူတူလေးကိုပေါ့။အဲခုနလိုပေါ့ဆက်ဆက်ချင်းထားပြီးတော့ confidence မရှိဘူးပေါ့။အတူနဲ့လိုက်ပါမလား။နောက်ပိုင်းကျတော့ကိုကိုရိုင်းဒီအတူလေးကိုပဲကြိုက်သွားတော့ပေါ့။လွတ်လွတ်လပ်လပ်လည်းရှိရဲ့။ ။လောင်ကျင်ဆော့တဲ့လူဆိုတော့တတောက်တတာလည်းရှိရဲ။အဲ့ဒီသဘင်အတွက်ကိုအချိန်သီးတာမပေးရတော့ဘူးဆိုပြီးတော့အရန်အောင်စင်ပြေသွားတယ်။အေးပေါ့သူကတော့အမှန်တိုင်းပြောရင်အရှိတော့ကြိုက်တာပေါ့နော်။အရှိကတော့အကြီးလေးကကြတော့သဘင်အရှိလေးကိုပိုကြိုက်တာပေါ့။ဒါပေမဲ့အငယ်လေးကကြတော့အတူလေးကိုကြိုက်တယ်။တယောက်တစ်မျိုးစီပေါ့။သူတို့ကအဲ့လိုဘေးနားရင်လိုက်ကြည့်ပေးတတ်တယ်။တချို့ရင်ဆိုအဲ့လိုမျိုးပေါ့နော်။ အဲမဝင့်နဲ့လို့ဘာလို့ပြောလဲသူတို့ကြတော့အဲ့လိုမဟုတ်ဘူးဝေ့ရတယ်ဒါနဲ့ဆိုလိုက်တယ်ဒါနဲ့ဆိုတော့မလိုက်ဘူးအဲ့လိုမျိုးလေးတွေကြည့်ပေးရပေါ့ဒါတွေကအကူအပါပဲဟုတ်တယ်တော်လေးရတယ်ဝင်းနဲ့ဆိုတော့တကယ်ချင်းလိုပဲဟုတ်တယ်တကယ်ချင်းလိုပဲသူတို့ကိုလေအဲ့လိုဘယ်လိုပြောမလဲရင်းနေနေပဲပေါ့သူတို့စိတ်ထဲမှာပါရှိလဲကိုယ့်ရဲ့စိတ်ထဲမှာပါရှိလဲအဲ့လိုလေးတွေပေါ့အပြန်အလှန်လေးပြောတယ် ကောင်းတာဆိုလို့ရှိရင်လည်းကိုကဆုံးမတယ်အဲခုနလိုပေါ့မကောင်းတာတွေးလို့ရှိရင်လည်းကိုကဆုံးမပြီးတော့ကောင်းတာတွေးလို့ရှိရင်လည်းသူတို့ဟိုပေါ့ကောင်းတယ်ဆိုတဲ့ဟာမျိုးလေးကိုတော့ချီးကျူးပေးတယ်ဆိုတဲ့အခါကျတော့သူတို့အနေနဲ့ဘယ်ဟာမှားတယ်ဘယ်ဟာမှန်လဲပေါ့အဲ့ဒါမျိုးလေးတွေကအစအမြဲတမ်းသူတို့ကိုပိုင်ဆုံးဖြတ်တတ်တယ်ပေါ့နော်မိလေးကဘေးနားရေလိုက်ပြီးတော့ထိယုံမှာပဲအဲကြားရဲကြားရဲသူတို့ကအတို့ပြဲဝဲဝဲပါဝဲဝဲအဓိကကိုနဲ့ လိုက်ဖို့ပေါ့နော်အဲ့ဒါမျိုးပဲသူတို့ကပြောပါတယ်အဓိကအဲကိုယ့်ရဲ့ပုံစံနဲ့လိုက်တယ်ဆိုလို့ရှိရင်တော့သူတို့ကအာမီလေးကိုမမေပေါ့ဒီဟာနဲ့ဆိုတော့လာတယ်ဟိုတစ်ခေါက်တော့ဆိုရင်မမရပန်းအောင်လားမသိဘူးမီလေးအတူပေါင်းမီလေးဝတ်ထားအဲ့ဒါနဲ့ဆိုမလိုက်ဘူးပေါင်းမီကပွားနေတယ်အဲ့လိုမျိုးလေးတွေကစာကြည့်တတ်တယ်ပေါ့နော်စကတ်အချင်းစကတ်အတူလေးဝတ်တော့ဆိုရင်ဒါလေးနဲ့ဆိုမီမီနဲ့အရင်လိုက်တယ်အဲ့လိုမျိုးလေးတွေကစာအရင်ကစာကြည့်ပေးပါတယ် မေလေးကတော့တိတ်မတွေးဘူးဘာဖြစ်လဲဆိုတော့ဒါကလေအချိန်တန်လို့ရှိရင်တော့ဟိုသူတို့လည်းဆုံးဖြတ်တတ်တယ်ဆိုတော့သူတို့ကောက်သူတို့ပဲရွေးချယ်มาပေါ့ကိုကတော့ကောင်းတယ်မကောင်းဘူးခုနလိုပေါ့ဘေးနိုင်မိဘတယောက်နေနေတော့ကြည့်ပေးရမှာပေါ့မကောင်းတဲ့လူမျိုးဆိုလို့ရှိတော့ကိုကတော့ဘာကြောင့်မကောင်းလဲဆိုတာတော့သူတို့ပြောပြရမှာပေါ့เนาะကောင်းတဲ့လူဆိုလို့ရှိရင်တော့ကိုကသဘောတူရမှာပေါ့အဲ့လိုလေးပဲဘေးနိုင်ပဲလိုက်ထိမိတာပဲရှိပါတယ်အရင်သူတို့ဘသူ့ကိုမှစိတ်ရမယ်ဘသူ့ကိုဖြစ်ရမယ်အဲ့လိုမျိုးပေါင်းနေလဲပေါ့ ါ့เนาะမေလေးကအရင်ထဲကကိုယ်လာလို့ရင်လည်းမကြိုက်သလိုကိုယ့်ရဲ့သားသမီးတွေကိုလည်းဘယ်တော့မှအဲ့လိုမလုပ်ဘဲနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်သူတို့ရဲ့ဘယ်လိုပြောမလဲအကြိုက်ပေါ့เนาะအဲ့လိုမျိုးသဘောတိုင်းပါပဲကိုကတော့ကောင်းတာမကောင်းတာဘေးကပဲမိဘအနေနဲ့ကြည့်ပြရပေါ့အဲ့ဒါပါပဲအကူကပါတယ်အားလုံးဟိုမှာဟိုတစ်ခါလေးပါဆိုရင်မေလေးက သူ့ကိုပေါ့ cookie biscuit စားချင်တယ်လို့ပြောလိုက်လို့ရှိရင်ကျောင်းကရဲ့ cookie biscuit သူ့ပတ်စံလေးနဲ့မဟုတ်ဘူးလေးနဲ့အဲအဲ့လိုမျိုးလေးနှစ်ခုဝယ်လာတယ်အမေနဲ့အဖေအတွက်ဆိုပြီးတော့အဲ့လိုမျိုးလေးတိတက်တာလေးပေါ့နော်အဲ့ဒါမျိုးလေးတွေဆိုတော့ကိုဘာပဲပြောဝမ်းသာတာပေါ့ကိုကဘာစားချင်တယ်ပြောလိုက်လို့ရှိရင်သူ့ပုံပုံလေးဆိုပြီးတော့ကျောင်းမှာတွေ့လို့ရှိရင်အမှတ်တရလေးဝယ်လာတာဆိုတော့ပီတိပေါ့မိဘဆိုတော့ပီတိဖြစ်တာပေါ့မိလေးကတော့ဘယ်လိုပြောရမလဲသူတို့ရဲ့ life မှာ သူတို့ကတော့မိဘဆိုအကောင်းဆုံးဆိုတဲ့အရာမျိုးတွေပဲဖြစ်စေခြင်းနဲ့ကောင်းတာတွေပဲကိုကကိုသားသမီးမလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒါကတော့မိဘအတိုင်းရကိုသားသမီးတွေကိုကောင်းတာမျိုးတွေပဲမြင်စေခြင်းနဲ့ဖြစ်စေခြင်းတော့ပါပဲအရန်စိုက်ပါပဲဘာလို့လဲဆိုတော့မိလေးကလေအဲ့လိုမဟာဆန်တဲ့အဲပေါ့နော်ဗရမြောင်းကိုလည်းအញ្ញံကိုစိုက်နေတတ်ပါတယ်နောက်ပြီးတော့ဒီဒီဇိုင်းလေးอ่ะဆိုရင် အဲဘယ်တော့မှလည်းမရိုးသွားတဲ့ပေါ့နော်ဟိုးအရင်ကပေါ်တဲ့ဒီဇိုင်းမျိုးလေးတွေပေါ့နော်သူကကြော်ကျိုးလိုမျိုးအစင်းစင်လေးတွေနဲ့နောက်ပြီးတော့ဒါဆိုရင်ဟိုထမိန်သိန်းနဲ့လည်းလိုက်တယ်အပြင်ကအဝယ်စားလေးနဲ့ဆိုလည်းလိုက်တယ်ကြီးလိုက်လို့ရှိရင်အရိုးဆုံးကအဆန်းဆုံးလေးပေါ့အဲ့လိုမျိုးလေးဖြစ်နေပါတယ်မိလေးကိုချစ်တဲ့ပရိသတ်ကြီးရောအားလုံးကျေးဇူးတင်ပါတယ်လို့မိလေးကလည်းအဲအရန်ကိုလေးစားပါတယ်ချစ်ခင်မြတ်လို့ပါတယ်မိလေးကိုချစ်သလိုမိလေးရဲ့မိသားစုလေးကိုလည်းချစ်ခင်ပေးပါလို့ပြောချင်ပါသေးရှင်